စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းပမောင်းမြို့နယ်စတောကျေးရွာမှာရှမ်းနေအမျိုးသားများတပ်မတော်အစံတွေကိုတိုက်ခိုက်ဖို့လူစုနေတဲ့ကချင်လွတ်မြောက်ရေးတပ်မတော် KIA PDF တို့ဒုံးနဲ့တိုက်ခိုက်ခံရပြီးတိုက်ဆုံမှုရှိခဲ့တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။ပြီးခဲ့တဲ့မေလ3ရက်နေ့ကအစံတွေကိုတိုက်ခိုက်ဖို့စတောကျေးရွာခန်းမမှာ KIA PDF 50ဝန်းကျင်ရောက်ရှိလာပြီးစကန်းထိုင်ထားခြင်းကြောင့်အစံတွေဒုံးတပ်ဖွဲ့မှတိုက်ခိုက်ရာ PDF စေမှုတဦးတိုက်ဆုံက3ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။အလားတူမေလ9ရက်နေ့မှာလည်း စတောကြီးဝါစာတင်ကြောင်းမှာ KIA PDF တို့ထပ်မံလူစုနေခြင်းကြောင့် SNA drone တပ်ဖွဲ့မှတိုက်ခတ်ရာ PDF နှစ်ဦးသေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။အဲဒီနောက်မေလ6ရက်မနက်ပိုင်းမှာနှစ်ဖက်တိတွေတိုက်ပွဲအပြင် SNA ဘက်က drone နဲ့တိုက်ခိုက်မှုကြောင့် KIA PDF ဘက်က3ဦးထပ်မံသေဆုံးခဲ့ကြောင်းပမုံထွက်စတောကိုစစ်ကူလာတဲ့ KIA PDF 20ကလမ်းမှာကြားပြတ်တိုက်ခိုက်ခံရတာကြောင့်ဆယ်ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ဆိုပါတယ်။ချန်နီမျိုးသားများတက်မတော် SNA တက်မဟာ61လေးလှုပ်ရှားနေမြေတွင် ကန်ရင်နဲ့ပမောက် PDF တို့ကမကြာခဏဆိုသလိုထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေတယ်လို့လည်းသိရပါဗျ။ပြီးခဲ့တဲ့2025ခုနှစ်ဇန်နဝါရီလအတွင်းကပမောက်မြို့နယ်ချမ်းနီကျေးရွာတွေဖြစ်တဲ့ကြောင်လဲပင်ခါကျေးရွာတွေကို KIA PDF တို့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးအဆိုပါကျေးရွာတွေလည်းပျက်စီးခဲ့တယ်လို့ကျေးရွာသူရွာသား400ကျော်ကိုလည်းဖမ်းဆီးခေါ်ဆောင်သွားပြီးအခြားဒေသကိုပို့ဆောင်လိုက်ကလက်ရှိချိန်ထိပြန်လည်လွတ်ပေးခြင်းမရှိသေးဘူးလို့လည်းသိရပါဗျ။အလားတူပမောက်မြို့နယ်အတွင်းမှာချမ်းနီတန်ကာတော်တွေ ရှမ်းနေရေလှုပ်ရှားသူတွေနဲ့ရှမ်းနေဆိုင်ရမှာတာဝန်ရှိသူတွေကို KIA PDL ကဖမ်းဆီးမှုများလွတ်ဆောင်နေတယ်လို့ဒေသခံတွေကဆိုပါတယ်